မတန်ကြီးမားတဲ့လူရုပိယိတ်တကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်သူတို့ဆိုရင်တကုရှင်ဖြစ်တဲ့ရှင်မောကလန်တို့ဒေဝဆက်ခုနဲ့စွမ်းအားရှိတဲ့ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြတရင်မေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော် ရှင်နုရုဒ္ဓတို့ကဖြေတယ်။ဖះဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကိုးနဲ့ကြွရောက်ပြီးတော့မေးမြနိုင်တာရှင်မောဂလန်တို့ကဖြေတယ်။အဲ့တော့အဲ့ဒီလူတို့ပြိဿကြီးဟာရှင်မောဂလန်တို့ပို့ပြီးတော့အထင်ကြီးတယ်။ရှင်သာရိပုတ္တရာရှိနေတော့လည်းပဲရှင်သာရိပုတ္တရာကိုတိတ်ပြီးတော့လူတွေကအထင်ကြီးတဲ့သဘောမရှိဘူး။ ရသော်ဗျာလူပြေဆင်းလာတဲ့အခါမှာရသော်ဗျာကဒီအချက်ကိုတတိထားမိတယ်။ဘုရားသာသနာတော်မှာပညာရှင်နဲ့တကူရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်။တကူရှင်ကနံပါတ်2နေရာမှာရှိတယ်။ဟိုင်ဟာရာကီလို့ခေါ်ဆင်းနဲ့ထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကူရှင်ကနံပါတ်2ဒီလိုဆင့်ဆင့်ထား သို့သောတကူရှင်ကိုသာနံပါတ်1ကိုကြော်ပြီးတော့နံပါတ်2ကို လူသိများနေတာကိုမြတ်စွာဘုရားကတတိထားပြီးတော့တာပရိန္ဒနတ်ပြည်ကနေစောင်းတန်းသုံးသွယ်နဲ့လူပြည်ကိုကြွဆင်းလာတဲ့အခါသင်္ကတ္တတကားဝစောင်းတန်းဦးရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ရတာရှင်သာရိပုတ္တရာ ဒါကမြတ်စွာဘုရားရဲ့လက်ရယံဆိုတော့ဘုရားပြီးရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးသမျှတွေကိုဖြေဆိုတယ်။နောက်ဆုံးမှာတမန်တမုဒ္ဒဘုရားကသာ ဖြေနိုင်တဲ့မေကုံမျိုးနီလံပေးတဲ့အခါမှာရှင်သာရိပုတ္တရာဖြေနိုင်တယ်။တခြားပုဂ္ဂိုလ်တွေဟာအဲ့ဒီမေကုံရဲ့အဖြေကိုမသိနိုင်ကြဘူး။ရှင်သာရိပုတ္တရာဖြေမှသိနိုင်ကြတာဖြစ်တော့ကြောင့် အဲ့ဒီအချိန်မှာပရိသတ်ရဲ့အလဲမှာရှင်သာရိပုတ္တရာရဲ့ဉာဏ်ကြီးဉာဏ်စွမ်းအစတွေဟာ လူတွေကသိလာကြလို့အလုံးကရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားလာကြတယ်လို့ဆိုတဲ့